အားလုံးမင်္ဂလာပါရှင်။ဒီကနေ့ AB လ29ရက်နေ့အင်္ဂါနေ့အတွက်မိုးလဝတ္တခမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ပင်္ဂလာပင်လယ်အော်ဘက်ကအနောက်၄စီကျောင်းတိုက်ခတ်မှုဟာပြီးခဲ့တဲ့ဆယ်ရက်လောက်ကတည်းကအားကောင်းနေတာဖြစ်ပြီးအနောက်တော့မုတ်တုံလေးဟာဒီနှစ်မှာတော့မြန်မာနိုင်ငံတောင်ပိုင်းတရနာအတိုင်းဒေသတွေကိုပုံမှန်မုတ်တုံဝင်နေကြရဲ့မေလ19ရက်ထက်ရက်အနည်းငယ်စောပြီးဝင်ရောက်နိုင်မယ်လို့မိုးလဝတ္တပညာရှင်ဝန်ထမ်းကခန့်မှန်းထားပါတယ်။ ဒီကနေ့ AB 29ရက်ကစပြီးစကိုင်းတိုင်းတောင်ပိုင်းနဲ့မန္တလေးတိုင်းတစ်ခုလုံးမှာမိုးများနိုင်မှာဖြစ်ပြီးနေပြည်တော်မှာတော့မိုးလျော့နေနိုင်ပေမဲ့ပဲခူးတိုင်းရှေ့ချမ်းမှာမိုးများနိုင်ပါတယ် ဒီကနေ့ညနေအထိနေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းထပ်ပိုင်းတနင်္လာရီတိုင်းကချင်ပြည်ဂရနီကယားပြည်ကရင်ပြည်မွန်ပြည်ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရစိတ်စိတ်ရှမ်းပြည်မြောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရကြက်ကြက်ချင်းပြည်နယ်ရခိုင်ပြည်တို့မှာနေရွက်ကြောင်းမုတ်ထချုံရွာနိုင်ပြီးရွာရင်ရာနှုန်းပြည့်ဖြစ်ပါတယ် ကရင်ပြည်မွန်ပြည်ရန်ကုန်တိုင်းပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာတော့နေအောင်ွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထထနေပါတယ်။မြန်မာပင်လယ်ပြင်မှာတော့ လှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိပါမယ်။ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊ဂရနီကယာပြည်၊ကရင်ပြည်၊မွန်ပြည်၊ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေရှားရတခြားမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုပြစ်ခြင်း၊လျှင်စိမ့်လက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေတိုင်းကြဖို့စစ်ကောင်စီမော်ဇလာကအကြံပြုထားပါတယ်။ နောက်နှစ်ရက်အတွင်းနေပြည်တော်ပါဝင်ကချင်ပြည်ဂရဏီကရပြည်ကရင်ပြည်မွန်ပြည်ရှမ်းပြည်ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းထပ်ပိုင်းအေရဝတီတိုင်းနဲ့တနနာရီတိုင်းတို့မှာနေရာဆက်စိတ်ကနေနေရာအနှံအပြားမုတ်ထချုံရွာပါမယ်ရှင်ကျမနည်းနည်းပါ